မသိသူကြောသွားသိသူဖော်စားသောရဲရိုပင်နဲ့မြမစီပညာဒါကတော့အရာရာကိုတံမိုးထားမှုနဲ့ပါတယ်မြမပြည်မှာရဲရိုပင်တွေကိုပေါ်သေးသေးထင်နေကြတဲ့ပုံပဲဖြစ်ပါတယ်တကယ်တော့ရဲရိုပင်ဆိုတာသုံးတက်ရင်ကင်ဆာရောဂါတော်မှမဖြစ်ပွားအောင်လို့ကာကွယ်နိုင်ပြီးလူနေမှုဘဝရဲ့အရေးကြီးတဲ့ဆေးကောင်းတလက်ဖြစ်နေအမိတဟေပြုလို့ရပါတယ်တိုင်းရင်းစီးပညာကြောင်းကောင်းကောင်းနားလေတဲ့ရှေးမြမကြီးတွေဆိုရင်တော့ချမ်းတချမ်းမှာ ရဲရိုးပင်မပါမဖြစ်စိုက်ပျိုးကြတဲ့အထိကိုရဲရိုးပင်နဲ့လူရဲခန္ဓာကိုယ်ဟာတဟဆာကြဖြစ်လာပါတယ်။ဒါကြောင့်ဒီနေ့ရွှေဘို channel ဗီဒီယိုမှာဆိုရင်တော့ရဲရိုးတစ်ပင်လုံးဘယ်လိုသုံးရမလဲဆိုတဲ့ဗဟုသုတရပွဲရာအကြောင်းအရာလေးတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။တကယ်တော့ရဲရိုးပင်ရဲ့အမြင့်ပင်စီအခောက်အယွတ်အပွင့်အသီးအလုံးဟာစေပတ်ဝင်ပြီးဘေးရွက်ဆိုးကျိုးရလည်းမရှိသလောက်နေပါပါတယ်။ရဲရိုးပင်အခောက်ဟာဆိုရင်ဘက်တီးရီးယားပိုးဝင်ခြင်းတွေကိုကုသနိုင်တယ်လို့ အမောက်တေပြီးရက်မယ်ဆိုရင်လေချောင်းဆိုးခြင်းမွေးကင်းစကလေးငယ်တွေဝမ်းလျှော့ခြင်းနဲ့အစာအိမ်နာခြင်းစတာတွေကိုကုသနိုင်တာပါမြန်မာတိုင်းရင်းစေးရရဲရုံပန်းပွင့်ကိုမျက်စိရရင်ချင်းမျက်ခုံဆူးရှာနာခြင်းချင်းမျက်စိလွှာရောင်ရမ်းခြင်းမျက်စိသွေးကြောပေါက်ခြင်းနဲ့ချောင်းဆိုးခြင်းစတာတွေကိုကုသတဲ့နေရာမှာလည်းအသုံးပြုကြရလို့သိရပါဗျ ရဲရုံဒီကိုဖြော်ရည်ဖြစ်နဲ့ဖြော်ပြီးတောက်သုံးမယ်ဆိုရင်တော့ဘန်းနာရင်ကျက်ချင်းထိခိုက်တံရအယိုးကျိုးချင်းကရွင်းနဲ့လေချောင်းပိုးဝင်ခြင်းတွေဖြင့်ယောဂကြီးကြီးမားမားတွေဖြစ်တဲ့တီဘီယောဂတန်ထားခြင်းဝမ်းပြန်ဝမ်းလျှော်ခြင်းဖြားနာခြင်းအော်အန်ခြင်းမျက်စိစွန်ခြင်းအစိမ်ရောင်ခြင်းစိတ်ကြခြင်းဝယ်ယူပြန်တကယ်သို့တက်ခြင်းဘက်တီးရီးယားနဲ့မှုကူးဆက်ခြင်းနဲ့ virus ပိုးဝင်ခြင်းတွေကိုပါသက်သာစေနိုင်ပါတယ် စေချမ်းကြီးတွေရဲ့မှတ်တမ်းတွေရဆိုရင်လည်းလက်ဆက်တဲ့ရဲရိုသီးဖြုံရာကင်ဆာဝေဒနာရှင်တွေအတွက်ကောင်းကျိုးရှိလာပါတယ်။ရဲရိုသီးနဲ့ဟာဆိုရင်တော့ခြံဆုပ်ဆုပ်ခက်ဆူးဆူးရှိတဲ့အတွက်တောက်သုံးတဲ့အခါမှာအဝင်းတော့ခံလာပါတယ်။ဒါကြောင့်ရှင်မြမာကြီးတွေကရဲရိုကြိတ်ရီကိုပြားရင်နဲ့ရောဖြောပြီးတောက်သုံးခဲ့ကြသလိုထဏ်ညံ့နဲ့ရောချိုပြီးတော့တောက်မယ်ဆိုရင်လည်းခက်ချိုချိုပူရှာရှာနဲ့အဝင်းကောင်းလာပါတဲ့ရှင်။ ၆ရောင်လှမ်းထားတဲ့ရဲယူရဲကြောက်တွေကိုမီးလောင်တရားနဲ့ရောင်ရမ်းတရားတွေကိုအုံပေးခြင်းနဲ့တတ်တာစေနိုင်တယ်လို့ကလေးငယ်တွေအတွက်ရှင်လူစေးချက်လည်းအသုံးပြုနိုင်ပါတယ်။တန်ရှင်လက်ဆက်တဲ့ရဲယူရဲအဆိုးလည်းမီးလောင်တရားအပူလောင်တရားတွေမှာအုံပေးမယ်ဆိုရင်တော့တတ်တာစီပါတယ်။အရွက်ကိုစားပေးခြင်းနဲ့ဖျားနာခြင်း၊ကိုတွင်းသွေးယိုစိမ့်ခြင်း၊ဘက်တီးရီးယားပိုကူးစက်ခြင်းနဲ့အဆိတ်ရောင်ခြင်းတွေကိုတတ်တာစီတာပါ။ရဲရုံရွက်ဟာဆိုရင်တော့အနေငယ်ခါတက်တက်ရှိသလိုနဲ့ရဲရုံရွက်ကိုငားနဲ့ထုတ်ကပေါင်းစားပေးနိုင်သလို အရွက်ကိုခတ်သေးသေးလေးပြီးတအုပ်နဲ့ခောက်ကြော်ပြီးတော့လဲစားသုံးနိုင်ပါသေးတယ်။ဒါအပြင်ရဲရုံအမြင့်ဟာဂရင်းပြည်တဲနာပေါက်ခြင်း၊ဖြားနာခြင်း၊အကျိတ်နဲ့ကင်ဆာအကျိတ်ပေါက်ခြင်းတွေကိုလည်းတတ်တာစီပါရယ်။ ခတ္တာကမြန်မာလူမျိုးများစုကဒလိုအသုံးဝင်ပုံတွေကိုမသိကြဘဲနဲ့နိုင်ငံသားစေရီယိုတာအထင်ကြီးနေကြတာဖြစ်ပါတယ်။ဒါကြောင့်မြန်မာပြည်မှာဘယ်နေရာဆိုင်ဆိုင်ဖောဖောတီတီပေါက်တဲ့ရေအိုပင်တွေကိုအထင်မသေးဘဲနဲ့နေစဉ်မိဝဲကြဖို့အတွက်ဒီကနေ့ရွှေဘို Channel ကနေအကြံပြုလိုက်ပါရစေလားရှင်။အမြဲတမ်းချစ်ခင်ပေးလို့ကျေးဇူးပါ Like and Share Subscribe ခေါင်းလေးနှိပ်သွားကြပါအောင်နော်။